ဂျပန်စကားဖြူ Magnolia Corpus ရှိမလားမရှိဘူးလားမသိတော့ကိုရီးကိုတာပေးစာများကို စာကြည့်ကနေတွင်စံတဝါဝါလိုက်ရှာရသည့်အဖြစ်မှာတာမန်လူအတွက်ဆိုရင်တော်တော်စိတ်မရှိစရာ ဖြစ်လိမ့်မည်စာအုပ်တွေကိုချစ်တတ်သည့်ဂျမအတွက်တော့အကောင်းဆုံးအချိန်ဖြုန်းနည်းတစ်ခုဖြစ်ပါသည်ဂျမသည် စကားပင်ပန်း200လောက်ရှိသောထူဆန်းလာသည့်စကားဥယျာဉ်ကြီးကို အံ့ဩငေးမောရမဆုံးမိမှာပင်လှပခန့်ညာသော စာကြည့်ခန်းတစ်ခုကိုတွေ့ရပြန်သည့်အခါဒီနေရာသို့လိုက်လာရတာထိုက်တန်လှသည်ဟုချိန်နှံ့နေမိတော့သည်စာကြည့်ခန်း၏ပတင်ခန်းစည်းဖြူပပားကိုလွန့်လူးလှုပ်ခတ်အောင်ဖြတ်တန်းတိုက်ခတ်လာသည့်လေသည်မှွေးထုံလျက်ရှိသည်ရှီဟာမတက်ကျွန်းကလထိုင်ပေါ်တွင်ကျမထိုင်မိသည့်အခါကျမယင်တဲ့၌တိတ်ငနေလှုပ်ရှားသွားသည် နွန်ခဲ့သောနှစ်ပေါင်း၄90ခန်းကဤကလထိုင်တွင် ကလေးမလေးတဦးထိုင်ရက်ကဘာကြီးကိုပြုပြင်ပြောင်းလဲဖို့ကြံစီစိတ်ကူးခဲ့ပါလိမ့်မည်ထိုင်သည့်နေရာကိုနူးညံ့ပြီးတင်းရင်သောခြိသားဖုံထွထွဖြင့်ချုပ်ထားသည့်ဖြင့်ထိုင်ချလိုက်သည့်အခါအီအီမွမွနေဝင်သွားလေသည်ရှေးကစပွဲပေါ်လက်ထောက်လျက်မျက်နှာမူရာကစာအုပ်ဗီဒီယိုကိုငေးမောနေမိသည်ရွှေရောင်ဇက်လုံးတွင်နေစာအုပ်အနောက်များကခန်းနားလာ၏ အပြန်လှန်ပေးစာတွေမှာအဲ့ဒီတဲတွေမရှိနိုင်ကျမသိသည်တရားရောက်စီမများအကြာခဲ့လေသလားကျမစာအုပ်ဗီရိုများကိုလှည့်ပတ်ကြည့်ရှုငေးမောနေမိသည်အကယ်၍ယခုညနေမှာကျမမြစ်ထဲဆင်းတော့မည်ဆိုရင်ကျမဒီစာအုပ်တအုပ်အုပ်ကိုနောက်ဆုံးဖတ်သွားခြင်းမိလိမ့်မလားဖေးစာအုပ်ကိုကျမဘဝ၏နောက်ဆုံးစာအုပ်အဖြစ်ဖတ်သွားခြင်းမှာပါလေမြစ် မြင့်ချောင်းကိုတွေးလိုက်မိသည့်အခါကျမမြင့်ကိုအသေးချာမမြင်ရသေးဘူးဟုတတိယသွား၏ကျမရောက်ခါစားကတော့ဒေါ်တင်က မြင့်ကိုဟော့ဟူမာဟုလက်ညှိုးညွှန်ပြခဲ့သည်ကျမဥယျာဉ်ထဲဆင်းသည့်အခါစကားပင်တွေကိုရေတွက်ရင်းဆက်စုရင်းမြင့်ကိုခဏခဏမြင်ရသည်သို့တော့မြင့်ကိုကျမရရင်နိနိမမြင်ရမသိရသည်ကျမ၏လက်ခုပ်ကိုတစုံတရာကလာရောက်ထိတွေ့လိုက်သလိုခံစားရသဖြင့် ကျမလှည့်ကြည့်လိုက်မိ၏ဘာမှမရှိပါဒါပေမဲ့အထီးခံလိုက်ရတာတော့သိကြသည်ကျမရှိမှာတော့တလွင်လွင်လှုပ်ရှားနေသည်အဖြူရောင်ခန်းစီပပပဲရှိသည်အဝိဆာဤဒုတိုင်းမှုပဲလားသူမဟုတ်တယောက်ယောက်ဒေါ်တင်ကျမလမ်းခေါ်လိုက်မိသည်ဘာတမ်းမှမကြားရအခုမှတတိယသည်ဒေါ်တင်ကိုကျမမျိုးတို့စာထည့်ပေးဖို့စိတ်လွတ်ထားသည် အခုထိပြန်မရောက်လာသေး။ဒါဖြင့်ကျမထိုင်ရမှဖြတ်ကနေထရရလိုက်မိသည်။နေရောင်သည့်အိမ်ပြင်တွင်အလင်းရောင်ဖြန့်စင်ဖြစ်တော်လဲအိမ်ထဲမှာတော့အလင်းမိမ့်မိမ့်သာကျန်တော့သည်။ဒီအိမ်ကလျှက်စစ်မီတွေကမိအားမြင့်ဆဲမရှိသဖြင့်ခက်မိမ့်မိမ့်သာလင်းဤ။ကျမအိမ်ပြင်မှာပဲစကားပင်တွေနဲ့မြစ်ကိုအဖော်ပြုတော်မူ။ ကျမအိမ်ထဲကထွက်လာသည့်အခါပန်းရက်နဲ့သည်ကျမအားလန်းဆန်းစွာနှွေးထွေးစွာစီးကျိုပွေဖက်လိုက်လေသည်ကျမချန်နယ်တို့လမ်းလျှောက်စဉ်တိုင်းစကားပင်တွေကိုမှတ်မှတ်ရရရေတွက်ဖို့ကြိုးစားခဲ့၏7ပင်အပင်20 25ပင်ထို့နောက်ရှစ်တက်တဲ့ကအပင်တွေလက်ဝဲဘက်ကအပင်တွေလက်ရဘက်ကအပင်တွေနေုံနောက်နေ့ကြရင်တော့ကျမမြေပြူလို့အရာဝတ္ထုနဲ့အမှတ်အသားလုပ်သွားရမည် အဲ့ဒီလိုကြည့်တွေးမိပြီးဘယ်တော့မှလည်းအကောင့်ထဲမပေါ်ဖြစ်အခုလည်းကျမစကားပင်တွေကိုရေတွက်ဖို့စတင်မှတ်သားမိပြန်ပြီ14ပင်15ပင်ကျမအာယုံမှာတခုခုထူးခြားနေတယ်လို့ခံစားရပြန်ဤဘာကထူးခြားတာပါလဲဟိုဟိုဒီဒီအကဲခန့်ကြည့်သည်အနံ့ကထူးခြားတာတော့မဟုတ်ခါတိုင်းနေတွေမှာလည်းဒီရနံ့ပင်အယောင် တစ်ပင်တွေဒီနေ့အယောင်ပြောင်းနေသည်ချင်းသည်ခါတိုင်းနေတွေမှာကပင်စီတွေကအညိုနုအညိုရင့်အခုတော့မိကိုးရောင်ဖြစ်နေသည်ပင်စီအားလုံးမိကိုးရောင်ကျမတစ်ပင်တစ်ပင်ကိုအနီးကပ်စူးစမ်းကြည့်သည်တကယ်မိကိုးရောင်လားအခောက်တီမိကိုးရောင်တော့မဟုတ်ဒါပေမဲ့ခက်ဖြူဖြူမှိန်မှိန်ဖြစ်နေသည်ခက်လန်လန်တို့နောက်ဆုတ်ကြည့်တော့မိကိုးရောင်အဲ့ဩစရာပါလားလှုပ်ခနဲ့ရေရွတ်မိဤ ဘာဖြစ်လို့လဲကျမ၏နောက်ဖက်မှာယောက်ျားတန်တစ်ခုထွက်လာသည်အမေကျမထိတ်ကနေလမ်းဖြန့်သွားပါသည်ရေမောတန်တက်တက်ကြားရသည်မင်းညိုကျမကမန်းကတန်းလှဲ့ကြည့်လိုက်၏ဟင်မင်းညိုလည်းမဟုတ်ဘူးကျမ၏နောက်မှာစကားပင်တစ်ခု၏ပင်စီကိုမှီလျက်ရက်နေသူကိုကျမတစ်ခါမှမမြင်ဘူးပါခြေသားအင်းကြီးအဖြူခံကောလုံးကြီးအနက်ရောင်ပေါ်မှာဆက်ကြအစင်နဲ့ အဖြူနဲ့အနက်မှာမင်းညိုဝင့်နေချဝတ်စုံပါကျမကိုသိသလားကျမတွန့်ဆုတ်စွာမေးမိတော့သူပြုံးနေသည်သူကျမထက်နည်းနည်းတော့ကြီးမိထင်သည် အသက်30ကျော်လောက်များဖြစ်မလားအသားကဖြူဝင်းနေသည်ညနေနေရောင်က သူမျက်နှာပေါ်သို့အလင်းတင့်နေသဖြင့်ပားပြင်တွေကပန်းသွေးရောင်လိုလိုထမမဟုတ်သူ့ပားပြင်ကိုကပန်းသွေးရောင်လွှမ်းနေတာလား ိုတို့နှစ်ခါတွေ့ဘူးတယ်လေနှစ်ခါကျမသူ့အတန်ကိုမှတ်မိသွားသည်အော်ကျမစိတ်လှုပ်ရှားစွာ ပြုံးမိသွား၏ကြည်စံပုံပြောစရာပဲ သူအตาရည်လေသည်ကိုနမေကခွန်သားတဲ့ဟုတ်ကဲ့တွေ့ရတော့ဝမ်းသာပါတယ်အတန်အောင်ကြားနေခဲ့ပြီးသားပဲနော် ခုမှပဲလူကိုတွေ့ရတော့တယ်ထို့နောက်စကားတိတ်ဆိတ်သွား၏ ကျမတို့တယောက်ကိုတယောက်အကဲခတ်နေကြသည်အဲကျမနာမည်ကမေဇော်နုပါ ကိုသိပါတယ်အိုးကျမရင်မိဤဒီရွာအသေးသေးလေးလူတယောက်အစ်စ်ရောက်လာရင်အားလုံးကသိတယ်သူကြည့်ရတာရွာကလူနေတော့မတူစကားပြောပုံကလည်းရွာသားနဲ့မတူအလုံးနဲ့ရောက်လာတဲ့ចောင်းဆရာတယောက်များလားဒီရွာကလာရင်ဆိုပါတော့လေဒီထဲကိုဒီလိုပဲလူတိုင်းဝင်ဝင်လာနေကြတာပဲလား ကျမအားနာရက်ကတကယ်ပင်သိချင်၍မေးလိုက်မိ၏လူတိုင်းတော့မဟုတ်ပါဘူးထို့နောက်သူသည်ပြောစရာစကားကုံသွားသလိုပင် စကားပင်ကိုကြောဆန့်မိလိုက်သည်ထို့နောက်အပင်ကိုမော့ကြည့်၏သူမိရက်နေသည့်အပင်သည် ဖြောင့်တန်းစွာတွင်လျသည်အရွက်တွေကပို၍တောက်ပစိမ့်မှောင်သည်သူမော့ကြည့်နေစမှာပင်ဆွတ်ဆွတ်ဖြူသောပန်းတပွင့်အမြင့်မှချလဲဝဲကကြွေကြလာလေသည် သူကထုတ်ပန်းပွင့်ကိုစီးကျူဖမ်းလိုက်၏အလွန်ကြွေလွယ်သောစကပြူပန်းပွင့်သည်သူ့လက်ထဲမှကြွေမသွားဘဲအခက်လိုက်အတွဲလိုက်တင်နေသည်သူကထုတ်ပန်းကိုအသာရှိုက်မှွေလိုက်ပြီးမှကျမအားလက်ကမ်းပေးသည်ရုတ်တရက်ကျမကြောင်သွား၏ကျမဘဝမှာယောက်ျားတယောက်ကပန်းတပွင့်ကမ်းပေးတာကိုတခါမှမကြုံရဘူးရှေမှွေကြည့်သူ့အကြောင်းကိုပြောပြမလို့ ချစ်မပန်းဖြူလွတ်လွတ်လေးကိုသူ့လက်ဘွားထဲမှမရေတရေကောက်ယူလိုက်ပါသည်။ပန်းကလေးသည်ကြွေအောင်တောက်နေ၏။ပွင့်ချံစုစုပေါင်း6ခုပါသည်။အလေကအဝါရောင်ဝစ်ဆန်တိုင်းမှာဝစ်ဆန်ချောင်းလေးတွေအများကြီးပြွတ်နေသည်။ချစ်မပန်းဖွင့်လေးကိုရှိုက်မွေးလိုက်တော့အခါမျက်နှာနှွေးပူသွားသည်။ထို့ရှက်ရွံ့မှုသည်ချစ်မတခါမှမခံစားဘူးသောအတွေ့အကြုံဖြစ်သည်။ချစ်မသူ့ကိုမော့ကြည့်လိုက်မိ၏။ သူကကျမကိုငေးကြည့်နေသည်နှင့်ဆုံမိသွားသည်ကျမယင်တဆက်ဆက်ခုန်သွားသည် သူမျက်နှာမလွှဲပါကျမကိုရဲတင်းစွာပဲစိုက်ကြည့်နေဆဲဖြစ်သည်ကျမကသာမျက်လွှာချပြလိုက်ရပါသည်သူ့နာမည်ကမက်ဂနိုလီယာကိုပတ်စ်လို့ခေါ်တယ်ရုက္ခဗေဒနာမည်ပေါ့လေအရက်ခေါ်တော့ဂျပန်စကားဖြူလို့ခေါ်တယ်ကျမ၏လက်ထဲမှာဂျပန်စကားဖြူကလေးသည် မတိမတာတုန်ခါနေသည် ဒါမဲ့တချို့ကတော့သူ့ကို sleeping beauty လို့ခေါ်ကြင်ကြတယ်။အိပ်ပျော်နေတဲ့အလှမယ်လေးပေါ့။ချို့နောက်သူဤပုံပြင်ကို တိုးတိတ်စွာ ပြောပြပါသည်1982ခုနှစ်တုန်းကဂျပန်ပြည်မှာရှေးဟောင်းမွေနှစ်တွေတူဖော်မိခဲ့ကြတယ်။သူတို့တူခဲ့မိတာကလွန်ခဲ့တဲ့နှစ်ပေါင်း2000လောက်ကယာယုဤခေတ်ရဲ့အကျဉ်းချက်နေလို့သိရတယ်။အဲ့ဒီနေရာမှာနေထိုင်ခဲ့ကြသူတွေကတော့တောင်သူလယ်သမားတွေပဲတဲ့။ သူတို့ရဲ့ကောက်ပဲသီးနှံတွေကိုအိုးလေးတွေထဲမှာထည့်သိမ်းထားတတ်ကြတယ်။တူးဖော်မိတဲ့အိုးတစ်ခုထဲမှာစပားစီတွေကျက်နေသေးတဲ့။ဒါပေမဲ့စပားစီတွေကတော့မဲနဲ့ပြီးပျက်စီးနေပြီပေါ့။အဲအဲ့ဒီထဲကမှအစ်စ်လေးတစ်စီဟာအများနဲ့မတူပဲထူးခြားနေတယ်။အဲ့ဒီအစ်စ်လေးကိုယူပြီးမြေမှာပြိုးကြည့်လိုက်တယ်။ရေမှန်မှန်လောင်းပေးလိုက်တယ်။အပင်လေးပေါက်လာတော့တယ်။အဲ့ဒီအပင်ပေါက်လေးကစကားမျိုးနွယ်တစ်ပင်ဖြစ်နေတယ်လေ။ သူသည်ကျမသူ့အနီးမှရှိနေမှန်းတတိမထားမိတော့သလိုပင်သူ့ပုံပြင်တွင် ကိုယ်တိုင်နှင့်မျောသွားတော့သည်သူ့ရွက်တွင်နေရေပူရသွင်ပြင်လက္ခဏာတွေအရသူဟာမက်ဂနိုလီယာကိုဘတ်စ်ဖြစ်တယ်ဆိုတာတန်တရားမရှိကြပါဘူးဂျပန်ပြည်ရဲ့အဲ့ဒီဒေသပတ်ဝန်းကျင်မှာကျွန့်ကျန်နေစဲစကားအရင်တစ်မျိုးပဲပေါ့ဒါပေမဲ့အပင်လေးတစ်ဖြည်းဖြည်းကြီးထွားလာလို့၁၂နှစ်အရွယ်လဲရောက်ရော ပထမဦးဆုံးအဖူးလေးဖူးလာရော အဲ့ဒီမှာဒုကြတာကိုသူတို့သတိထားမိလာရတာပဲတခြားသက်ရှိမက်ဂနိုလီယာဂိုဘတ်တွေကပန်းပွင့်မှာပွင့်ချက်6ခုပဲပါတယ်သူ့မှာ6ခုပါနေတယ်ကျမလက်ထဲကပန်းပွင့်လေးမှာပွင့်ချက်လေးတွေ6ခုသာပါလေသည်နောက်နှစ်မှာအဲ့ဒီပင်ကပန်းပွင့်ပေါင်း30ကျော်ပွင့်နေအဲ့ဒီမှာပန်းပွင့်နေဟာပွင့်ချက်6ခုကနေ6ခုထိရှိနေတဲ့ ဒီထူးဆန်းမှုဟာဘာလဲတနည်းတလေထူးထူးခြားခြားပွင့်ချက်အရေးအတွက်များနေတာလားဓမ္မမဟုတ်သူ့မျိုးရိုးဗီဇကိုကပွင့်ချက်များတာလားဒါကိုခွဲခြားဖို့တော့စောသေးတယ်ဒါပေမဲ့ခုထိတော့သူဟာပွင့်ချက်ပေါင်း၉ခုထိပွင့်နေတုံးပဲဒီတိုင်းဆိုရင်သူဟာနှစ်ပေါင်းထောင်နဲ့ချီပြီးကဘာမြေပေါ်ကနေပြကွယ်သွားရတာပြန်လာတဲ့အခါသူ့ဆွေမျိုးအပေါင်းပါတွေလိုအစင်စင်အသွင်ကူပြောင်းခြင်းဆိုင်ရာဖိအားတွေကနေလွတ်မြောက်ပြီး နကိုမူလအရေးချင်တိုင်းရှိနေတယ်လို့ပြောနိုင်တာပေါ့ဒီတော့သူဟာအိပ်ပျော်နေတဲ့အလှမယ်လေးပဲမဟုတ်လားဂျပန်စကားဖြူကို ကျမစိတ်ဝင်စားပါသည်သို့တော့မြကိုပို၍စိတ်ဝင်စားသည်သူ့ကိုကျမကြည့်မိတော့သူကအဝေးကိုငေးကြည့်နေတာတွေ့ရသည် သူ့မျက်လုံးတွေကနည်းနည်းတော့မှုန်မှိုင်းနေသလိုရှိ၏မြကလည်းတကယ်တော့အိပ်ပျော်နေတဲ့အလှမယ်လေးပါပဲ။ မင်းသားလေးကအနမ်းနဲ့နှိုးတော့မှနိုးလာတဲ့အလှမယ်လေးဆိုပဲ။သူ့ပြုံးနေပါသည်။သူ့အပြုံးတွင်ကြည်နူးမှုကိုကျမမြင်ရသည်။အလွမ်းကိုလည်းမြင်ရသည်။မြားတယောက်အိပ်ပျော်နေရရနေနိုးလာတဲ့နေ့ဟာမြားရဲ့25နှစ်မြမွေးနေ့လည်းဖြစ်တယ်။မွေးနေ့ကိုမြားဖေကကျင်းပမပေးပါဘူး။တတိတော်မရပါဘူး။ဟိုဘက်ရွာလူနာတယောက်အသေးအတန်ဖြစ်နေလို့အိမ်မာတော်မရှိပါဘူး။မြားတက်တူကနေကြောင်းပိတ်လို့အိမ်ခဏပြန်လာတဲ့အချိန်နဲ့ ိုက်ဆိုင်နာမှုရှရှာပပမွေးနေ့ကိုဥယျာဉ်မှုကတော့သတိတရတန်ဖိုးထားတယ်လေမေလာဇမ်းမှာသူစိုက်ကြတဲ့မက်ဂနိုလီယာဂိုဘတ်စ်က ပထမဆုံးအဖူးတွေဖူးနေပြီဆိုတာသိတော့ဥယျာဉ်မှုကဆွတောင်းတဲ့ညကိုသူမွေးနေ့လက်ဆောင်တစ်ခုခုပေးခြင်းနဲ့အဲ့ဒီတစ်ခုခုကလည်းထူးခြားတဲ့အရာဖြစ်စေခြင်းနဲ့ဒါကြောင့်မက်ဂနိုလီယာဂိုဘတ်စ်စကပြူကနေပထမဆုံးသောပန်းတွေဟာညရဲ့မွေးနေ့နက်နက်ခင်းမှာပွင့်ပါစေတဲ့အော် ကျမရင်ထဲမှာစူးနှင်းစွာအားငဲ့သွား၏။မြဟာကန့်ကောင်းလိုက်တာနော်။မွေးနေ့မှာကပ္ပအရှာပါဆုံးစကပြူမျိုးစိတ်ထဲမှာပါတဲ့အမျိုးတူပန်းပင်တပင်ကနေလက်ဆောင်အဖြစ်ပထမဆုံးတော့ပန်းပွင့်နေပွင့်ပေးပါလို့မျက်မျက်နုံနုံဆူတောင်းပေးမဲ့သူရှိနေခဲ့ပြီ။ကျမ၏25နှစ်မြောက်မွေးနေ့ကို ကျမဘလို့ကြော်ဖြတ်ခဲ့ပါလဲ။တငယ်ချင်းတချို့ကိုအိမ်မှာမုံကြွေးသည်မွေးနေ့လက်ဆောင်တွေရသည် အဲ့ဒီမွေးနေ့လက်ဆောင်တွေထဲမှာဥယျာဉ်မှုရဲ့မွေးနေ့လက်ဆောင်လို့ရှားပါးပြီးထူးဆန်းတဲ့လက်ဆောင်မပါဘူးမင်းညိုရဲ့လက်ဆောင်ကတော့မှအရွယ်နဲ့မလိုက်အောင်လူကြီးဆန်သောမင်းညိုသည်မွေးနေ့လက်ဆောင်လို့အရာမျိုးကိုတော့နည်းနည်းမှစိတ်ကူးရင်ပွဲမရှိသောပစ္စည်းကိုရွေးပေးသည်သူကကျမခဏခဏဟိုစာရွက်ပြောက်ဒီစာရွက်ပြောက်မို့မျက်စိနောက်လို့တဲ့စာရွက်တွေကိုသူ့အမျိုးသားနဲ့သူဖိုင်တွဲပြီးသိမ့်နိုင်ရန်ဟုအကောင်စား ဖိုင်ဟိုဒါရောင်စုံ၁၀ခုစီပါသောပက်ကင်၃ခုတွဲကိုပေးလေသည်။နောက်ပြီးတော့အပိုလက်ဆောင်တစ်ခုကစိတ်ကူးရင်စရာတစ်စက်မှမရှိပေမဲ့ကြည်နူးချမ်းမြေ့ပွဲအားဖြစ်သည်။မွေးနေ့နနက်စောစောတွင်သူကရွှေတကုံဖျားတို့သွားပြီးကျမကိုစားဖျားရှိခိုးပန်းရည်ချမ်းစီမီကပ်ပူဇော်ဆုတောင်းမြတ်တာပို့သားတဲ့နေလို့ဖို့မိနေမဲ့အလုပ်တစ်ခုကိုနင့်ကိုစားကဝင်လုပ်ပေးလိုက်တာ။သူစကားကြောင့်ကျမရှက်လဲရှက် ခြေလဲခြေနက်သွားခဲ့ရပါသည်မင်းညိုကိုဖြက်ခနဲတရိရသွားတော့ကျမကြည်နူးစွာပြုံးမိသွားသည်မွေးနေ့နနက်ခင်ဟာတခြားနနက်ခင်တွေထက်ပိုလှတယ်စကားပင်တွေဟာအရွက်တွေစိမ့်ဆိုပြီးတောက်ပနေခဲ့တယ်ကောင်းကင်ကပြာနုနုလေကဟိုအဝေးကမုံငွေနဲ့အေးအေးမြမြလေးစကဝါရီရောစကဖြူရီရောအတူတူပွင့်ကြတယ်အထူးခြားဆုံးကတော့မက်ဂနိုလီယာဂိုဘတ်စ်ပေါ့ သူကသူ့ဘဝရဲ့ပထမဆုံးသောပန်းတွေကိုတကယ်ပဲမျှမွေးနေ့မှာပွင့်ပေးခဲ့တော့တယ်။မျော်လင့်ချာပီတာစကားဖြစ်ပါလျက်တကယ်ကြားလိုက်ရတော့အခါကျမယင်တဲမှနှွေးသွား၏။လာပါတဲ့မွေးပြန့်တဲ့ပန်းပွင့်ပေါင်းများစွာတရပူစောင်းထားတဲ့စိမ့်ဆူလန်းဆန်းတဲ့တစ်ပင်တိုင်းဟာမျှမွေးနေ့ရဲ့ဧည့်သည်တော်တွေပေါ့။ကျမသူ့ကိုငေးကြည့်မိသည် သူ့ဇလိုက်မင်းသမီးကိုသူတော်တော်ချစ်ဟန်တူပါသည်တချို့အပင်တွေကအရွက်တွေချွေတယ်တချို့အပင်တွေကဘန်းတွေချွေတယ်နနက်ခင်းလေးအေးအေးမှုမှုပြန်ပြန်တိုက်ခတ်လိုက်တော့ရွက်ကြွေဘန်းကြွေအစိမ့်အဖြူအားလုံးရောပြီးကခုန်နေကြသလိုပဲပကြီဆန်တဲ့ရုပ်ရှင်စကားတစ်ခုဖြစ်သွားခဲ့တယ်အဲ့ဒီမနက်ခင်းမှာမများကလည်းလှလိုက်တာအဖြူရောင်ဝစ်စုံလေးကပပလွင့်လွင့် မြစပင်တွေကနက်နက်မှောင်မှောင်ပျော့ပျော့လွင့်လွင့်သူမတက်ရက်နေရာမက်ဂနိုလီယာကိုဘတ်စကားဖြင့်အခြေစီခက်သွက်သွက်လှမ်းလာတဲ့မြကို သူဟာအဦးဆုံးပန်းပွင့်လေးတစ်ပွင့်လက်ကမ်းရင်းကြိုခဲ့တယ်ဂျပန်ကပန်းလို့တော့ပွင့်ချက်၈ခုမပါဘူး၆ခုပဲပါတယ်ဒါပေမဲ့အံ့ဩစရာကောင်းလောက်လှနေတယ်သူကပြောလိုက်တယ်စကက်ဖြူပွင့်ဟာခေတ်ဆက်ဆက်နိုင်ငံတကာမှာတန့်စင်ခြင်းရဲ့သင်္ကေတပါတဲ့ ဒါပေမဲ့မြဟာသူ့ကမ်းပြီးတဲ့ပန်းကိုလွှတ်ချလိုက်တယ်။ပြီးတော့သူ့ရင်ခွင်ထဲကိုဝင်လာတော့တယ်။အိုးကျမလက်ထဲကစကားပြုတ်ပွင့်ကလေးလွတ်ကျသွားလေသည်။ကျမစိတ်မှတ်မဲ့ပင် နောက်တော့ချစ်တလန်းဆုပ်လိုက်မိ၏။ထို့အခါစကားပင်တပင်ဤပင်စီနှင့်ကြောကပ်မိသွားပါသည်။နနက်ခင်းလေးတို့ကိုဖြတ်ပြီးလာခဲ့ရလို့အေးဆက်နေတဲ့မြရဲ့ပားပြင်လေးတွေဟာသူ့ကြောင့်နှွေးထွေးသွားတယ်။ မိုးငွေ့ရောတဲ့လေကြောင်းဆွဆွအေးဆက်နေတဲ့ညရဲ့နှကန်းလေးတွေဟာသူ့ကြာနှွေးထွေးသွားတယ်။ညဟာအချို့များဆုံးစကားပွင့်တပွင့်ရဲ့ဝိယီထက်တောင်ချို့များနေသေးတယ်။ကျမရှင်တဲမှာလက်ခနဲတုံရင်ကချက်ချင်းပင်မောနွမ်းလာသည်။ကျမစကားပင်ကိုမိထားမှမမတ်ရနိုင်ပါလိမ့်မည်။မျက်လွှာချထားပေမဲ့မြင်လွှာအောင်မှသူ့ရှိသူဒုက္ကလာသည်ကိုမြင်နေရသည်။ကျမနောက်ထပ်ဆုတ်เสียမကြံတော့ဘူး။ ထို့ကြောင့်အလိုက်တင်ချထားသောကျမလက်တော်မှလက်ဘဝနှစ်ဖက်ကို ပင်စီအခပေါ်မှနောက်ပြန်ဖြန့်ထောက်ပြီးထိန်းထားလိုက်ရသည်အဲ့ဒီလိုကြတော့လဲကျမရှိမှာကအကွက်ကမရှိ ဟာလာဟင်းလင်းဖြစ်နေသည်ဟုခံစားရပြန်လေသည် လောကတစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်သွားသည်ချိန်ငှက်အော်မီတန်ကလေးမျှမကြားရမြည်ရီစီစင်းတန်လေးတော့မှမကြားရ ကျမသည်တကူလုံးရိုင်နှဲ့လာနေပြီဟုသိနေသည်။ကျမသည်တပြိုင်တည်းမှဆန့်ကျင်ဘက်အရာဓာတ်တွေကိုခန်းစားနေရ၏။ကျမနောက်ကျောကစကားပင်ပင်စီအခါထူကြောင့်ကြမ်းရှာသော ခိုင်မြဲသောဝေဒနာ။ကျမရှိကိုတချင်ဤနူးညံ့သောလှုပ်ခတ်သောဝေဒနာ။ကျမနောက်ကျောမှာမိုးငွေ့ဆူဆူမှုကြောင့်အေးဆက်ဆက်တွန်းဖယ်ခံရသောဝေဒနာကျမရှိမှာက ခြေတလန်းအကွာမှာယက်နေသောသူကြောင့်နှွေးထွေးသောညှို့ငင်ဆွဲငင်ခံရသောဝေဒနာဖျားဖျားကျမတခါမှမခံစားခဲ့ရဘူးသောဝေဒနာကချို့မြစွာမိမှုပွဲကောင်းလာသဖြင့်ကျမမျက်စိကိုပိတ်ထားလိုက်မိသည်နေရောင်ခြည်ရှိနေသည်သလားလောကကြီးတစ်ခုလုံးအမှောင်လွှမ်းသွားပြီလားကျမမသိတော့ကျမဘာကိုမှလည်းမသိချင်တော့ပါ အချိန်တွေအားလုံးကိုရက်တန့်ထားလိုက်ခြင်းသည်စကားဖြူစိတ်ကလေးအိမ်မောကြနေခဲ့သလိုနှစ်ပေါင်းထောင်နှင်းတောင်းနှင်းချီ၍အိမ်မောကြသွားပါရစေ။ကျမ၏စပင်များကိုနှွေးထွေးတော်လေးတစ်ချက်လက်ခနဲထိတို့သွားသည်ကို ခံစားလိုက်ရ၏။ထို့နောက်ကျမ၏ပါပြင်စီမှတစ်ခုခုကရွရွလေးပုတ်တိုက်သွားသလိုအပင်ပေါ်မှကြွေကြလာသော စကားဖြူလေးတစ်ပွင့်ကကျမကိုကြည်စင်သွားလေသလား။ မွေလဲမွေလျက်နွေလဲနွေသောထိတုံမှုကလေးပါအယောင်ယောင်အမားအမားရှိုက်လိုက်သောပင်သက်ကမသေးမကွဲအတန်တိုးတိုးထွက်သွားသည်ခဏကြာလျင်ကျမခြေထားတွင်ညှုတ်ခွေကြရတော့မည်ကျမသိသည်ကျမကိုတယောက်ယောက်ကသို့မဟုတ်အာယုံတစ်ခုခုကဖမ်းဆွဲထားလိုက်စေခြင်းသည်ကျေးဇူးပြု၍မင်းညို့ မင်းညို့မကြားနိုင်မှန်းသိတော်လဲတန်းတခေါ်လိုက်သည်။ကျမနှကန်းတွေကလှုပ်လို့မရ။ထပ်ခေါ်ကြည့်ပါရစေ။မင်းညို့ကျမအတန်ကတူတူကလေးပဲထွက်လာခဲ့၏။အဲ့ဒီတူတူလေးကပဲလုံလောက်သော ချုပ်တီးမှုတစ်ခုဖြစ်ခဲ့ပါသည်။မင်းညို့နေငါ့ကိုပြစ်မထားပါနဲ့နော်။မင်းညို့ဤတည်ကြည်သောအပြုံကိုကျမမြင်ရောက်သွားသောအခါ စိတ်သက်သာစွာမျက်လုံးဖွင့်ကြည့်လိုက်၏လောကကြီးတစ်ခုလုံးအမှောင်မဖုံးသေးပါကျမရှိမှလည်းဘယ်သူမှမရှိပါ